ဒီနေ့အလူရှင်ညာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနည်းနဲ့တတဝါတွေကိုဘဒုဒုက္ခပေးတလဲဆိုတဲ့ခေါင်းစဉ်နဲ့တရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်တယ်တတဝါတွေကိုဘဒုဒုက္ခပေးတလဲ မြတ်စွာဘုရားကဓမ္မပဒအထက်မှာဟောကြားတော်မူတယ်ဒီတော်ဒီတံယန္တံကရိယာဝေရီဝါပနာဝေရီနံလောကကြီးမှာယန္တူတယောက်နဲ့တယောက်တွေ့ကြတဲ့အခါမှာ သူ့ကိုကိုဒုက္ခပေးကိုကိုသူသူဒုက္ခပေးနေအပြန်အလှန်ဒုက္ခတွေပေးကြတယ်သူ့ကိုလည်းကိုကနာမည်ဖြစ်ကိုကိုလည်းသူကနာမည်ဖြစ်သူ့ကိုလည်းကိုစင်ရဲ့ချင်းစိတ်စင်ရဲ့ချင်းဖြစ်အောင်ကိုကလုပ်ကိုကိုလည်းစိတ်စင်ရဲ့ချင်းကိုစင်ရဲ့ချင်းဖြစ်အောင်သူကလုပ်မုံတဲ့ပုဂ္ဂိုလ်တွေရန်သူပုဂ္ဂိုလ်တွေဟာ တအူးပေါ်တအူးအကောင်းမမြင်ဘူးအကောင်းကျိုးတွေမဆောင်ရဘူးမကောင်းမြင်တယ်မကောင်းကျိုးတွေပဲလုပ်ကြတယ်မကောင်းတာတွေပဲစီမံကြတယ်တတ်လောကကြီးမှာဖြစ်နေတဲ့ပုံစံမုန်းတဲ့သူတွေအချင်းချင်းမတည့်သူတွေအချင်းချင်းဟာတူကိုတူဒုက္ခတွေပေးနေကြတယ်ဒါပေမဲ့မုန်းတဲ့သူတွေ ရန်သူတွေဟာတဥ္ဘောတဥ္ဒုက္ခပေးတယ်ဆိုတာဒီတဘဝသာဖြစ်တယ်ပေါ့ကိုကိုမကျေနပ်တဲ့သူတယောက်ကဒုက္ခပေးစမ်းဘယ်လောက်ထိဒုက္ခပေးနိုင်ပါလဲနောက်ဆုံးအသေးလာတတ်အောင်ဒီတဘဝပဲကိုကိုတတ်နိုင်မှာပေါ့ကိုပိုင်ဆိုင်မှုတွေကိုဖြတ်လို့ဖြစ်စီလို့ဒီတဘဝပဲလုံနိုင်မှာပေါ့ ဒါကြောင့်ကိုယ်ကိုမကြည်တဲ့သူကိုယ်ကိုမုန်းတဲ့သူယံသူကဒုက္ခပေးရင်ထံကုံတဘဝပေါ်အဲ့ဒီထက်ကြောက်စရာကောင်းတာရှိတယ်တဲ့ဆရာဘုရားကမိစ္ဆပနိဟိတံစိတ်တံပါပိယောနံတတော်ကြွေယံသူထက်ကြောက်စရာကောင်းတာရှိတယ်အဲ့ဒါကတော့အတွင်းယံသူလို့ခေါ်တယ် မိစ္ဆာပနိဟိတံစိတ်တံမကောင်းတဲ့စိတ်ကိုပြောတာလောဘစိတ်တွေဒေါသစိတ်တွေအိတ်တာမစ္စရိယတွေမေမာနတွေအကုသိုလ်စိတ်ကဒုက္ခပေးပြီဆိုရင်လက်ရှိပြစ္ဆုတ်ပံဘဝမှာလည်းပဲနာမည်ပြက်ဇီဝပြက်အသက်အန္တရာယ်ဒုက္ခရောက်တဲ့အထိเนาะဒုက္ခပေးတယ် တည်တဲ့အခါလဲပဲအပယ်လေးပုံမှာငရဲတိရစ္ဆာန်ပိတ်တာအတူတကယ်ဘဝတွေကိုရောက်အောင်ပို့ဆောင်ပေးတယ်ပေါ့အဲ့တော့ဉာဏ်သူနှမျိုးရှိတယ်လို့နားလည်ရမယ်အပြင်ယံသူနဲ့အတွင်းယံသူအပြင်ယံသူဆိုတာကကိုယ်ကိုမုံနေတဲ့ပုဂ္ဂိုလ်တွေကိုဆိုလိုတယ်ကိုယ်ကိုမုန်းနေတဲ့သူတွေကဒုက္ခပေးရင်ထံကုန်တဘဝတာဖြစ်တဲ့ အတွင်းရန်သူကဒုက္ခပြီးရင်ပိဿုပံဘဝရောတန်ត្រာမာရောဒုက္ခပြီးတယ်။ဒါကြောင့်အပြင်ရန်သူထက်အတွင်းရန်သူကပိုကြောက်ပိုကောင်းတယ်လို့မြတ်စွာဘုရားကဟောတယ်။ဒါကြောင့်အပြင်ရန်သူထက်အတွင်းရန်သူကိုပိုပြီးဂယုဆိုင်ကြရမယ်ပိုပြီးတတိထားကြမှာဖြစ်တယ်။ကိုယ့်ကိုဒုက္ခအပြင်းဆုံးသည်အပြင်လူမဟုတ်ဘူးအတွင်းရန်သူဖြစ်တဲ့လောဘဒေါသမောဟမေမာနာတွေဖြစ်တဲ့ အိတ်တမစ္စရိယမနာလိုမှုတွေဝန်တိုမှုတွေဖြစ်တယ်။သူကကိုယ်ကိုဒုက္ခပေးမှာ။ဒါကြောင့်တတ္တဝါတွေကိုဘသူဒုက္ခပေးနေသလဲလို့မေးရင်ဟိုသူကြောင့်ဒီသူကြောင့်လို့လက်ညှိုးတွေထိုးနေမဲ့အစားကိုယ်တန်တန်မှာကိန်းအောင်ပြီးတော့ဒုက္ခပေးနေတဲ့လောဘဒေါသမာနတွေကိုမြင်အောင်ကြည့်တတ်ဖို့လိုတယ်။ လောဘတွေက ကိုယ့်ကိုဒုက္ခပေးနေတာဒေါသတွေက ကိုယ့်ကိုဒုက္ခပေးနေတာအိတ်တမစ္စရိယလို့ခေါ်တဲ့မနာလိုမှုဝန်တောင်ဝန်တုံမှုတွေက ကိုယ့်ကိုဒုက္ခပေးနေတာမာမာနတွေကကိုယ့်ကိုဒုက္ခပေးနေတာဒါကြောင့်ဦးဇင်းတို့တက္ကကမတို့အတွင်းရန်သူကိုဖယ်ရှားနိုင်အောင်ကြိုးစားမှဖြစ်တယ်တော်တော်များများကကိုယ့်အတွင်းရန်သူကိုမမြင်ဘူးအပြင်ရန်သူကိုပဲမြင်တယ်ငါအခုလိုဖြစ်ရတာသူ့ကြောင့်သူ့ကြောင့်ဆိုပြီးတော့လက်မျိုးတွေတထိုးထိုးနဲ့ထိုးကြတယ် တကယ်တော့ကိုတန်တန်မှာဂိမ်းအောင်နေတဲ့ရန်သူကရှိနေတယ်အဲ့ဒါကိုဖယ်ချရမှာဖြစ်တယ်ဒီဒေသနာတော်ကဘသူကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတယ်လဲဆိုတော့မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကအနာထမိန်တထေအိမ်မှာနန္ဒလို့အမိရတဲ့ နွားကြောင်သားတူရှိလဲအနာတပိတတိစီမှာအခကြီးငွေယူပြီးတော့နွားထိန်ချောင်းပေးနေတဲ့ပုဂ္ဂိုလ်သူ့နာမည်မောင်နန္ဒလို့ခေါ်တယ်။ဒါပေမဲ့မောင်နန္ဒဟာဆင်းရဲသားတော့မဟုတ်ဘူး။အလွန်ချမ်းသာကြွယ်ဝတဲ့တထေတဥဒ္ဒါဖြစ်တယ်။ချမ်းသာကြွယ်ဝရဲ့သားနဲ့ဘာဖြစ်လို့သူများစီမှာလက္ခယူပြီးတော့နွားချောင်းနေရတယ်လဲဆိုတော့ အစိုးရကိုအခုံမပေးခြင်းလို့အခုံချောင်တဲ့အနေနဲ့နွားចောင်းသားဟန်ဆောင်လေးတာဖြစ်တဲ့ပေါ့အဲ့တနေ့အဲ့ဒီနွားចောင်းသားဟန်ဆောင်နေတဲ့မောင်နှံတာကမြတ်စွာဘုရားထံမှာတွားရောက်ပြီးတော့တရားတွေနာလူတန်းပူဇော်လေးရှိတယ်မြတ်စွာဘုရားကိုလည်းသူပင့်တယ်သူ့နွားချံရှိတဲ့ဘက်ကိုကြွတော်မူပါလို့ဘုရားကိုလည်းမကြခဏပင့်တယ် ဒါပေမဲ့မြတ်စွာဘုရားကမကြွသေးဘူးမြတ်စွာဘုရားတို့မြည်ဒီမှာဘာလုံးလုံးဘာပြောပြောအကျိုးမရှိတာကိုမလုပ်ဘူးမပြောဘူးအကျိုးရှိတာကိုပဲလုပ်တယ်ပြောတယ်အတိတ်ပဲမရှိတာမလုပ်ဘူးအတိတ်ပဲမရှိတာမပြောဘူးအတိတ်ပဲရှိတာကိုပဲလုပ်တယ်အတိတ်ပဲရှိတာကိုပဲပြောတယ်အဲ့တော့မောင်နှံတကမြတ်စွာဘုရားကိုအချိန်ချင်းပြင့်ပြင်မဲ့ဘုရားမကြွသေးဘူးအချိန်မတန်သေးလို့ပေါ့နော် မောင်နေတာဒီပါရမီရှင်တူဖြစ်တယ်ဒါပေမဲ့ဉာဏ်ပညာမရင်ကျက်သေးတဲ့အတွက်ကြောင့်ဖယားရှင်ကစောင့်ဆိုင်နေရတယ်ကာလတစ်ခုကြာသွားတဲ့အခါမှာမောင်နေတာရဲ့ပါရမီတွေဟာရင်ကျက်လာပြီတရားတို့တရားမြတ်ရဖို့အချိန်တန်ပြီဆိုတဲ့အခါကြမှာမြတ်စွာဘုရားကနောက်ပါတန်ဃာတော်များနဲ့အတူကြွချီတော်မူခဲ့တယ် တော့မောင်နှံတကလည်းအာရဝန္တာနဲ့ဘုရားထံသွားပြီးတော့ရှစ်ခိုးဥခတ်အလှူဒါနတွေအကြီးကျယ်လုပ်ပေါ့ခဏရက်တိတိအလှူလုပ်တယ်ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုမဟာဒါနလှူဒန်းပွဲအကြီးကျယ်လုပ်တယ်ခဏရက်ပြည့်တဲ့နေ့မှာအလှူပွဲပြီးတဲ့အခါမြတ်စွာဘုရားလည်းတရားဓမ္မတွေဟောကြားပြီးတော့မောင်နှံတကသောတာပန်ဖြစ်သွားတယ် တော့ဘုရားရှင်ရဲ့လာရင်ကိစ္စလည်းအောင်မြင်သွားပြီပေါ့နော်ဘုရားရှင်ကမောင်နှံတရဲ့သောတာပန်ဖြစ်ဖို့အရေးကိုမြင်တော်မူလို့ဒေသစာရီကြွားရှိခဲ့တာဖြစ်တယ်အဲ့တော့မောင်နှံတသောတာပန်ဖြစ်သွားပြီဆိုတော့ဘုရားရှင်ရဲ့ခရီးစဉ်နဲ့ပြီးပြီပေါ့ဒါနဲ့မြတ်စွာဘုရားပြန်ကြွားတယ်ပေါ့ပြန်ကြွားတော့မောင်နှံတကဘုရားကိုလိုက်ပို့ပေးတယ်မြတ်စွာဘုရားနောက်ကလိုက်ပို့ပေး တော်တော်လေးခရီးရောက်လာတော့မြတ်စွာဘုရားကကဲမောင်နှံတရေမင်းပြန်တော့ချစ်ဆက်မလိုက်နဲ့တော့ဆိုပြီးတော့သူ့ကိုပြန်လှည့်ခိုင်းလိုက်တယ်ပေါ့အဲ့ဒီမှာလမ်းမှာမောင်နှံတကိုကြည့်မရတဲ့မုံစိုးတူကလေးနဲ့ပြတ်တက်လိုက်တယ်ပွဲချင်းပြီးလမ်းမှာသွေးအိုင်ပြီးတော့သေးနေရောတောတာပန်သူတော်ကောင်းကြီး သူတစ်ပါးလက်ချက်နဲ့အသက်ခံရတယ်နော်မုံစိုးကြီးတဦးရဲ့လောက်ကျန်တက်ပြမှုကိုခံလိုက်ရတယ်သောတာပန်ပုဂ္ဂိုလ်နော်နောက်ကနေလိုက်လာတဲ့ဥပဇင်းလေးတွေကမြင်သွားတယ်တွေးအိုင်ထဲမှာတုံတုံပတ်လက်လဲနေတာမြင်ရတော့သူတို့ကမြတ်စွာဘုရားကို၆ထားဖို့အတွက်အနောက်ကနေခက်တော်တော်လေးလိုက်သွားကြတယ် ဘုရားကိုမိသွားတဲ့အခါမှာအရှင်ဘုရားတဲ့တပည့်တို့လမ်းမှာတခါကြီးမောင်နှံတတေဆုံးနေတာတွေ့ခဲ့ရတယ်လောက်ကြံတက်ဖြတ်ခံလိုက်ရပြီအရှင်ဘုရားအဲ့ဒါအရှင်ဘုရားကြောင်းတယ်ယဟန်တော်တွေကမြတ်စွာဘုရားကိုအပြစ်တင်တယ်အဲ့ဒါအရှင်ဘုရားကြောင်းတယ်မြတ်စွာဘုရားသာဒီကိုမကြွလာဘူးဆိုရင်မောင်နှံတဟာအသက်ခံရမှာမဟုတ်ဘူး အခုမြတ်စွာဘုရားကြွလာတယ်ကြွလာတော့ဒုက္ခမယမြတ်စွာဘုရားကိုလိုက်ပို့တယ်လိုက်ပို့တော့အပြန်မှာလုံးကြံတက်ပြတ်မှုကိုခံရတယ်အဲ့ဒါမြတ်စွာဘုရားကြောင့်ယဟန်တော်ရာသူတို့ရဲ့တမိုက်တထွာဉာဏ်ကလေးနဲ့ထင်ရမြင်ရမြတ်စွာဘုရားကိုဆွဆွဲကြတာနော်လောကကြီးမှာအလွန်ကြောက်ဖို့ကောင်းတယ်ကိုဉာဏ်မမီတဲ့အပိုင်းတွေရှိတယ် ဒါပေမဲ့ဉာဏ်မမီတဲ့အပိုင်းတွေကိုဉာဏ်မမီဘူးဆိုတာကိုမသိဘူး။နော်ကိုယ့်ရဲ့ဉာဏ်ကလေးတမိုက်တထွားလေးနဲ့သူတော်ကောင်းတွေပေါ်မှာပြမန်းမီ၊ကဲ့ရဲ့မီ၊ဆွဆွဲမီတက်ကြတယ်ပေါ့။တက္ကရာကမတို့တတိယစရာကောင်းတယ်။ပုသူဇဉ်တွေရဲ့ဘဝဟာဖယားရှင်လိုသူတော်ကောင်းကိုတောင်မှပြမားဖို့ဝန်လေးတာမျိုးမဟုတ်ဘူး။ဖယားရှင်လိုသူတော်ကောင်းကြီးကိုတောင်ဆွဆွဲဖို့ဝန်မလေးဘူးနော်။အခုကြည့်ပါအောင်ဖယားကြွလာလို့အသက်ခံရပါတယ်ဆိုပြီးဖယားကိုအပြစ်တင်ကြတယ်။ ဲ့တော့မြတ်စွာဘုရားကမိန်တယ်ယဟန်တို့တဲ့မောင်နှံသားဟာငါဘုရားကြွလာလို့အသက်ခံရတာမဟုတ်ဘူးငါဘုရားကြွသည်ဖြစ်စေမကြွသည်ဖြစ်စေသူ့မှာတေချာပေါက်တေဖို့ကံကရှိပြီးသားတေခြင်းတရားကနေဘလို့မှ तू ကမလွတ်နိုင်ဘူးငါဘုရားမကြွရင်လည်းတနည်းနည်းနဲ့ तू အသက်ခံရမှာပဲအဲ့တော့ကြွတဲ့အတွက်ကြောင့်သာအသက်ခံရတာမဟုတ်ဘူးတဲ့ ငါဖရာကြွကြွမကြွကြွတေးမအသေးချပဲအဲ့တော့မောင်နန္ဒအခုလိုအသက်ခံရတယ်ဆိုတာသူ့ရဲ့ရန်သူသူ့ကိုမုန်းနေတဲ့သူကသူ့ကိုတတ်တယ်လို့မထင်နဲ့တကယ်တော့သူ့ကိုတတ်တာသူ့ကိုဒုက္ခပေးတာသူ့တန်တန်မှာတန်တရာမှာပြုလုပ်ခဲ့တဲ့အကုသိုလ်စိတ်တွေပဲเนาะဖျားရှင်ကအလွန် ဉာဏ်ကြီးတော်မူတယ်နော်။တာမန်လူတွေရကြတော့ကိုဉာဏ်ကလေးနဲ့အပေါ်ယံလောက်ပဲမြင်းပြီးတော့တုံ့တက်ကြတာလေ။ယဟန်တော်တွေရဲ့အမြင်မှာဆိုရင်ဖျားကြွလာတယ်။ကြွလာလို့ဖျားကိုလိုက်ပို့တယ်။လိုက်ပို့တော့လမ်းမှာ သူ့ကိုမုန်းတဲ့မိုးဆိုးကြီးကတက်တယ်။ဒါလောက်ပဲသူတို့ကမြင်တာ။ဖျားကအဲ့ထက်မကအများကြီးမြင်တယ်။တန်တရာမှာသူလုံခဲ့တဲ့အာကုတ္တကို တတ္တဝါတွေရဲ့တန်တန်အစင်မှာ အကုသိုလ်တတိတွေကိန်းအောင်ပြီးတော့ချောင်းနေတာဘယ်တော့အကျိုးပေးရမလဲဆိုတာကိုအကုသိုလ်ကမ္မတတိစွမ်းအားတွေကချောင်းနေတာဟုတ်ပြီနော်မုံစိုးကတားကောင်ကိုချောင်းနေတယ်လို့ကိုတန်တရာမှာလုတ်ခဲ့တဲ့အကုသိုလ်စွမ်းအားတတိတွေကလည်းချောင်းနေတာဘယ်တော့များငါတို့ဒုက္ခပေးရမလဲဘယ်တော့များအကျိုးပေးရမလဲဆိုတာကိုအဲ့ဒီအကုသိုလ်စွမ်းအားတတိတွေကစောင့်နေတာ ဘုရားကတော့အလွန်ဉာဏ်ကြီးတယ်ဒါကြောင့်ဒီမောင်နန္ဒကိုသူ့ကိုမုံနေတဲ့ရန်သူကတတ်တယ်လို့မမြင်နဲ့เนาะရန်သူကတတ်တယ်လို့မမြင်နဲ့အတိတ်ဘဝတုန်းကတန်ត្រာမှာသူလှုပ်ခဲ့တဲ့သူ့ရဲ့အကုသို့ကံကသူ့ကိုဒုက္ခပေးတာပဲအဲကြောင့်တတ္တဝါတွေကိုဒုက္ခပေးတာဘာလို့လဲလို့မေးရင်ကိုယ့်ကိုမုံနေသူလည်းမဟုတ်ဘူးကိုယ့်ကို မကြိုက်တဲ့ရန်သူလည်းမဟုတ်ဘူးကိုတန်တန်မှာနော်အစဉ်ကိန်းအောင်ပါလာတဲ့ကမ္မတတိအကုသိုလ်ကမ္မပฏิဆွမ်းအားတွေကကိုယ့်ကိုဒုက္ခပေးတာအကုသိုလ်ကမ္မတတိဆွမ်းအားတွေကဒုက္ခပေးတာနော်ဘုရားရှင်ရဲ့တရားတော်တွေဟာအလွန်နှစ်သက်စရာကောင်းတယ်နော်အလွန်နှစ်သက်စရာကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားပြောတာရှိတယ်လေဘသူမပြုတ်မိမိမှုဆိုတာ ိုလောက်ခဲ့တဲ့အတိုင်းပဲကိုရတာပဲအခုဘဝမှာသူတင်သူတော်စင်သူတော်ကောင်းသောတာပန်ဖြစ်ပေမဲ့တန်ត្រာမှာသူတော်ကောင်းမှာမဟုတ်ပဲเนาะတန်ត្រာမှာတခိုးလည်းဖြစ်နိုင်တယ်ဓမြလည်းဖြစ်နိုင်တယ်လူသက်သမားလည်းဖြစ်နိုင်တယ်เนาะကာမေတုမိစ္ဆာဇာရကလွန်ကျိုးနေတဲ့ကြာကူလီကောင်းလည်းဖြစ်နိုင်တာပဲအခုဘဝမှာသာသူတော်စင်ကြီးသူတော်ကောင်းကြီးဖြစ်နေပေမဲ့အတိတ်မှာဘာတွေလုပ်ခဲ့မှမသိတာဘာတွေဖြစ်ခဲ့မှမသိတာ ဆိုတော့အဲ့ဒီအတိတ်ဘဝတုန်းကစိုးသွမ်းခဲ့တဲ့မကောင်းတဲ့စိတ်တွေအကုသိုလ်စိတ်တွေကခုနကပြောခဲ့သလိုဘယ်တော့မှငါဒုက္ခပေးရမလဲဘယ်တော့မှဒုက္ခပေးရမလဲဆိုပြီးတော့နော်ချောင်းနေတာပဲအခွင့်အရေးလဲကြုံရောအကျိုးပေးတော့တာပဲမော။နောက်ဒုက္ခရောက်ပြီးတတဝါတွေအကုသိုလ်ကအကျိုးပေးပြီဆိုရင်အုံနဲ့ကျင်းနဲ့အကျိုးပေးတာဇက်တိုက်ကိုအကျိုးပေးတော့တာပဲ။ဒါကြောင့်ဦးဇင်းတို့ တတဝါတွေကိုဘသူဒုက္ခပေးတယ်လဲလို့မေးရင်မိစ္ဆာပနိဟိတံစိတ်တံမိမိတို့တန်တံမှာဖြစ်ပေါ်နေတဲ့မကောင်းတဲ့စိတ်တွေကပဲဒုက္ခပေးတာလို့မှတ်ရမယ်။နော်မကောင်းတဲ့စိတ်ကပဲဒုက္ခပေးတာ။နော်အဲ့တော့ဟိုသူကငါ့ကိုဒုက္ခပေးတာဒီသူကဒုက္ခပေးတာလို့ပုဂ္ဂိုလ်အနေနဲ့မြင်မနေကြနဲ့။တန်တရာမှာကိုလုတ်ခဲ့တဲ့အကုသိုလ်တွေကကိုယ့်ကိုပြန်ဒုက္ခပေးနေတာလို့သဘောပေါက်။ဖခင်ကအဲ့ဒါကို ရှင်းပြတာ။ နော်ငါဘုရားကြွလို့မဟုတ်ဘူးကြွကြွမကြွကြွသူဟာတေကိုတေမှာအဲကြောင့်သူ့ကိုဒုက္ခပေးတာသူ့ရန်သူလည်းမဟုတ်ဘူးသူ့လုံခဲ့တဲ့ကံကပဲသူ့ကိုဒုက္ခပေးတာအဲကြောင့်တတ္တဝါတွေကိုဘုသူဒုက္ခပေးတယ်လဲလို့မေးတတ္တဝါတွေရဲ့တန်တမအစင်ဖြစ်ပေါ်နေတဲ့မကောင်းတဲ့စိတ်တွေကပဲဒုက္ခပေးတယ်လို့နားလည်ကြရမှာဖြစ်တယ်ဒီတော့တို့ကိုဒုက္ခပေးနေတဲ့ဒီမကောင်းတဲ့စိတ်ကိုဘာလို့မွေးထားကြမှာတော့ ယနေ့ခေတ်မှာပြောကြတာလေမွေဝေးကပိုက်ပိုက်တယ်ဆိုတာနော်မွေဝေးကိုကပိုက်ပိုက်ထားတော့အချိန်မွေးကိုဒုက္ခပေးမှာလေနော်တနည်းအားဖြင့်ချိန်ကင်ဘုံနော်အချိန်မွေးပေါက်နိုင်တဲ့ချိန်ကင်ဘုံကြီးကိုဖက်တွေ့ထားသလိုပဲကိုယ်တန်တန်မှာဖြစ်ပေါ်နေတဲ့ဒီလောဘတွေဒေါသတွေအိတ်တာမစ္စရိယတွေမေမာနတွေကအချိန်မွေးကိုကိုဒုက္ခပေးမှာအဲ့တော့ဒုက္ခဒုက္ခဒုက္ခဒုံကြီးဒုက္ခကို ကောင်းကောင်းကြီးပေးနိုင်တဲ့ဒီမကောင်းတဲ့စိတ်တွေကိုဘာလို့မွေးမြူထားကြမှာလို့အဲ့ဒီအတွက်ဘုရားပွင့်လာတာပဲနော်ဘုရားပွင့်တယ်ဆိုတာအဲ့ဒီမကောင်းတဲ့စိတ်တွေကိုဘယ်ပုံဘယ်ပန်းနဲ့ဖယ်ချဖယ်ဖယ်ချရမလဲဖြည့်ချင်းရမလဲပယ်တတ်ရမလဲဆိုတာကိုမြတ်စွာဘုရားနီးလန်းပေးနေတာဖြစ်တယ်နော်အဲ့တော့ဒုက္ခပေးနေတဲ့တတ္တဝါတွေကိုဒုက္ခပေးနေတဲ့ဒီမကောင်းတဲ့စိတ်တွေကိုဖယ်ချကြရမှာဖြစ်တယ် ဒါနတွေပြုလုပ်ပြီးဖယ်ရှားကြမယ်သီလတွေစောင့်တွေကျင့်သုံးပြီးဖယ်ရှားကြမယ်တမထကျင့်စဉ်ဝိပဿနာကျင့်စဉ်တွေကိုကျင့်ပြီးတော့ဒီကိလေသာတွေကိုဖယ်ရှားကြမယ်နောက်ဆုံးမညံပူညံရသွားရင်တော့အပိသက်ဖယ်ရှားနိုင်ခဲ့ပြီဖြစ်တယ်ပေါ့ဒါကြောင့်ဥဇုနတကတကမတို့တတဝါတွေကိုအစင်ဒုက္ခလိုက်ပေးနေတဲ့ဒီမကောင်းတဲ့စိတ်တွေကိုမမွေးမြူပါဘူးဖယ်ရှားဖို့ကြိုးစားကြရမှာဖြစ်တယ် မကောင်းတဲ့စိတ်တွေကိုမွေးမြူထားတဲ့သူဒီဒုက္ခဒုံကြီးကိုနော်လက်ဝဲထားရှိတာနဲ့အတူတူပဲချိန်ကိုင်းဘုံကြီးကိုပိုက်ထားတာနဲ့အတူတူပဲမွေဝဲကိုကပိုက်ပိုက်ထားတာနဲ့အတူတူပဲအချိန်မရွေးကိုကိုထဒုက္ခပေးနိုင်တယ်လို့နားလည်သိခြင်းပါတယ်နော်ဒါကြောင့်အချိန်မရွေးကိုကိုဒုက္ခပေးနိုင်တဲ့ဒီလောဘဒေါသမောဟအိတ်တမစ္စရိယမေမနာတရားတွေကိုဖယ်ချနိုင်ကြပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်း လောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့မြို့ကောင်းသားမြို့ကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအာအာအာ